ကားလေးကိုဘာလို့လက်ခံလိုက်လဲဆိုတော့ဒီတက်ကိုကြော်ရအောင်မကြီးကဖေဖေလို့ခေါ်မယ်ဆိုတာနဲ့မကြီးလက်ခံလိုက်တာပါ။ဒါပေမဲ့အဲ့ဒါအဲ့ဒါအဲ့ဒါတော့အဲ့လိုအဲ့လိုခေါ်လိုက်တော့အဲဇဝင်ကမှဖေဖေလို့ခေါ်မယ်ဆိုတော့မကြီးကလက်ခံလိုက်တယ်။ဒါပေမဲ့ तू ကမလာဘူး။ဒီနေ့ပွဲကိုဘာလို့ဆိုတော့ तू ပြောခါမှာဆိုလို့ထင်ပါလေကြာ။ဒါပေမဲ့ဆို तू ကကိုယ့်ထက်6နှစ်တောင်ကြီးရဲ့။ဒါပေမဲ့အမြင်နဲ့ तू ကကိုယ့်ထက်6နှစ်ငယ်သလိုနေတယ်။ဖေဖေအမချိုက်ချိုက်။ဟမ်။ဟမ်။ ဟိုခင်ဗျားတို့ကလည်းကိုစောကိုပြောရလေပေါင်းကြံနေကြတာလေကျွန်တော်သူကသူ့အတက်ကြီးရပြောရင်သူကတိတ်ကြောက်တာသူကသူကနှုတ်ပါတယ်မာကြီးထက်တော့နှုတ်ပါသေးတယ်အမစားပါလားအော်လေးစားပါအမစားလို့ချစ်ချစ်ဟာနော်နမောရဲ့ချစ်ကောင်မော်တန် မကြီးကိုနဲ့ကမကြီး personal only မဖြေချင်တာပါဒါပေမဲ့ဖြေပါမယ်ဘာကြောင့်လဲဆိုတော့ဘယ်သူမှမရှိလို့ဖြေပါမယ်နော်တော်ကြ producer စိတ်ဆင်းရဲသွားမယ်မထိုက်တာလည်းစိတ်ညစ်သွားမယ်ကားလေးကိုဘာလို့လက်ခံလိုက်လဲဆိုတော့ဒီတဲ့ကိုကျော်ရရအောင်မကြီးကဖေဖေလို့ခေါ်မယ်ဆိုတာနဲ့မကြီးလက်ခံလိုက်တာပါအဲ့ဒါအဲ့ဒါအဲ့လိုအဲ့လိုခေါ်လိုက်တော့အဲဇဝင်ကမှဖေဖေလို့ခေါ်မယ်ဆိုတော့မကြီးကလက်ခံလိုက်တယ်ဒါပေမဲ့ तू ကမလာဘူးဒီနေ့ပွဲကိုဘာလို့ဆိုတော့ तू ပြောခါမှာဆိုလို့ထင်ပါလေကြည့်ပါဘာလို့ဆို तू ကကိုယ့်ထက်6နှစ်တောင်ကြီးရဲ့ ဒါပေမဲ့အမြင်နဲ့သူကကိုတက်6နှစ်ငယ်သလိုနေတယ်။ဟုတ်တယ်။ဒါမှမဟုတ်သူကအတွဲမဟုတ်ဘူးပေါ့နော်။မကြီးတို့ကဘက်မှာချူးလေးနဲ့မကြီးနဲ့ကတူကြီးသူနဲ့ကိုရွှေထူးနဲ့ကသားဖ။အဲ့ဒါကိုသူကကိုစောကိုပြောတယ်။ကျွန်တော်တို့ကကျတော့ဘာလို့သားဖဖြစ်ရတာလဲတဲ့။သူတို့ကြတော့တဲ့တူကြီးတဲ့။သူတို့သားမိလောက်ပါလားတဲ့။ သူတို့ကြတော့တူကြီးလို့ပြီး तू ကသားဖဖြစ်တယ်ပေါ့နော်မကျေနပ်ဘူးဒါမကျေနပ်လဲ तू ရိုက်လိုက်ရတာပါပဲကိုကလည်း तू ကိုဖေဖေခေါ်လိုက်ရတာပါပဲဟုတ်ပါဘူးခင်ဗျားတို့ကလည်းကိုစောကိုပြောလေပေါင်းကြံနေကြတာလေကျွန်တော် तू ကလည်း तू အသက်ကြီးရပြောရင် तू ကတိတ်ကြောက်တာ तू က तू ကနှုတ်ပါတယ်မိုင်းထဲတော့နှုတ်ပါတယ်အခုဒါသားမိမုံမမနဲ့မောင်လေးဆိုမိုင်းဘွားမှာလေဟိုအခုလိုမျိုးမမနဲ့မောင်လေးဆက်တွေထပ်ပြီးတော့ဘယ်တော့မှမရိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့နောက်တစ်ခါရှိသေးရဲ့အဲ့ဒီတစ်ခါကြိုက်လဲအဲ့မျက်နှာပူပါဦးမယ်အဲဒါမဲ့လဲ မျက်နှာပူပူနဲ့အဲ့နောက်ဆုံးအဲ့ကိုတကားချူသည်အဲ့ဒီမွှေးဒီပေါ့အဲ့ဒါပြီးရင်တော့ထပ်မြိုက်တော့ပိုင်ကုန်းနဲ့ကအဲ့ပြီးတော့မကြီးဒီမောင်လေးဘာမှဆက်တယ်မကြီးမြိုက်တော့တခြားခန့်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 တီတီတက်နဲ့ဒါမျိုးတွေပဲရိုက်တော့အဲ့လိုဆိုတော့အဲ့သူတို့တွေရှိနေတဲ့အတွက်ကျွန်မဒီလေးဒီချိန်ကြီးကားရိုက်နေရတာလေအဲ့ကျေးဇူးကျွန်မဘယ်တော့မှမမေ့ပါဘူးအဲ့ကြောင့်မို့သူတို့တွေဟိုသူတို့တွေကိုမိုတီဗေးတဲ့အနေနဲ့ဒီထက်ကောင်းတဲ့ဇလန်းကောင်းကောင်းတွေပါကြီးရိုက်ဖို့အများကြီးစီစဉ်ထားတယ်။မကြီးအသက်ရွယ်နဲ့လိုက်တဲ့ဇလန်းတွေပေါ့ပြောဖို့ကနည်းနည်းစိုးနေသေးလို့အဲ့ကြောင့်မို့လို့ လက်ခံနေကြရင်ပြောပါရှာကူမီရိုက်တော့ရိုက်တာဆိုမကြီးရဲ့စပင်းတွေမကြီးရလေတော်တော်စိတ်ဆင်းရဲရစပင်းတွေကလေတက်မှာဟိုအမဲနဲ့ရွှေအောင်နဲ့ရောနေအောင်မကြီးကအဲ့ကရိုက်တဲ့အချိန်မှာအမဲတွေမှုတ်မှုတ်ပြီးရိုက်ခဲ့ရတယ်အဲ့တော့စောပိုင်းကဟာတဲ့အမဲမှုတ်ရိုက်ရနောက်ပိုင်းနေကြတော့မကြီးစပင်းအဆိုးလိုက်တယ်အဲ့ဟိုဘက်ကကမပြီးသေးတော့လေမကြီးဒီဘက်ကောက်ဒုက္ခတွေရောက်လာဒါပေမဲ့အစင်ပြောင်းတော့ရိုက်လိုက်ပါတဲ့ညခံမိကြည့်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်။မာကြီးအဲ့လိုမောင်လေးမျိုးတွေ့ရင်ဘယ်လိုနေမလဲ။မာကြီးကငါ60တောင်ပြည့်တော့ မောင်လေးတွေမလို့ချင်တော့ဘူးအဲ့ဒီပါလေပြောချင်တယ်ဒါပေမဲ့ခစ်တီကာလာတွေကမတူတော့ဘူးလို့အခုချိန်မှာငါပြောရင်ငါအเจ้าငါဖော်သလိုဖြစ်မယ်မဆိုင်တဲ့လူတွေအเจ้าပါလာမယ်အဲ့တော့အဖက်ဖက်ကိုကြည့်ပြီးတော့မလေးမဟုတ်ကိုတမောင်ဆွေရဲ့ဇန်ဇန်အเจ้าတွေပါလာမယ်အဲ့ကမပြောချင်တော့ဘူးလေမဟုတ်လားအဲ့အเจ้าညာတွေအာဒါဆိုလဲဒါနဲ့ပတ်သက်တာကိုဆိုလဲကိုနဲ့ပတ်သက်တာဟာလေအဲ့ဒါပြောလဲမထူးတော့မှာမင်းတို့ကဘာကြီးပြပြမယ်ကွာလေလို့တော့မဟုတ်ဘူးပေါ့နော် အဲ့လိုတုတ်ဆောင်ကတုတ်ဆောင်ခဲ့တယ်16နှစ်တုန်းကတုတ်ဆောင်ခဲ့တဲ့ဟာရဲ့အသက်30လူလက်ပိုင်း30အခုအသက်50အရွယ်တွေကမတူဘူးအရွယ်တွေမတူသူတို့အိုက်တင်တွေကလည်းမတူဘူးတုတ်ဆောင်ရတဲ့အနေအထားတွေကလည်းမတူငငယ်ဦးကဟိုသမီးအရွယ်မှာအမေအရွယ်ခုံလုပ်တာတမျိုးအဲအခုအရွယ်တွေမှာကျတော့အမေအရွယ်နေသမီးအရွယ်ခုံလုပ်လို့မရတော့ဘူးကြော်လုပ်လို့လည်းမရတော့ဘူးအဲအဲ့လိုမျိုးပေါ့အဲ့တော့ မာကြီးတို့အနုပညာဒေတွေကတေးဥဆောင်မာကြီးတို့မဟုတ်ပါမာကြီးကတော့ကိုယ်ခံယူခြင်းနဲ့ကိုနေရပါကိုရဲ့တေးဥဆောင်တာတွေကကိုအသက်ရွယ်နဲ့လိုက်ဖက်တဲ့တေးဥဆောင်တာတွေကိုပဲမာကြီးကကြိုက်နှစ်သက်တဲ့အဲ့လိုမျိုးပုံစံမျိုးပဲမာကြီးကဆက်လက်ပြီးလှုပ်ဆောင်သွားမယ်မာကြီးအလုပ်လုပ်နိုင်တဲ့ွေ60 80 80 80လောက်ထိမာကြီးအလုပ်လုပ်နိုင်သေးရဆိုလဲမာကြီးကိုဖွားခန်းလာငိုင်းလာမာကြီးကြိုက်မှာပဲဒါဆိုမာကြီးကဒီရုပ်ရှင် ေးဥဆောင်တော့ရတယ်လို့သဘောကျတဲ့အတွက်ဒီလိုပဲလုပ်နေဦးမှာပဲအဲကျမကြီးမကောင်းတော့ဘူးဆိုရင်တမျိုးပေါ့နောက်ပြီးတော့ပေးသက်ကလက်မခံတော့ဘူးဆိုရင်တော့လည်းတမျိုးပေါ့အဲ့တော့ပေးသက်လက်ခံနေသေးကာလာပလုံအဖွားခန်းဆိုလဲမကြီးရိုက်မယ်လို့ဆုံးဖြတ်ချက်ချထားတယ်အဲဒီကားလေးကလေဟိုမကြီးတို့ပုံမှန်အရင်အရင်ကြည့်ခဲ့တဲ့ကားလေးနဲ့မတူပါဘူးဇက်အင်လေးကလည်းတော်တော်ခိုင်ပါတယ်အဲအဲ့လိုပဲပြောရမယ်လို့တော့မဟုတ်ဘူးနော်တကယ်ကောင်းတာပါဇက်အင်လေးကလည်းခိုင်နေရည်လေးရမ်းရည်ရတယ် အကိုနိုင်လည်းအရန်တော်ပါတယ်ချူလေးကလည်းတော်ပါတယ်ကိုရှူထူကလည်းကောင်းပါတယ်မကြီးကတော့ကောင်းဆုံးပေါ့အဲဒီလေစားလာပါဒါပေမဲ့ဒီကားလေးကကောင်းပါတယ်ပြည့်သက်ဒီခဏတပြုတ်ကြည့်ရတဲ့အခါမှာချီနူးရမယ့်ကားလေးဝမ်းသာမယ့်ကားလေးပျော်ရွှင်ရမယ့်ကားလေးလို့မကြီးကအမတ်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါ